ကုရ်အန်ကဘရှာဆိုတဲ့လူသားလေးရူးနဲ့နဖတ်လောက်ခံရတယ်လို့ပြောတယ်ဒီပုံစံတိုင်းပဲမရီယမ်ရဒီအလ္လာဟူအန်ဟာလေးရူးနဲ့နဖတ်လောက်ခံရတယ်လို့ပြောတယ်ခတ်တာကလူသားနဲ့ပတ်သက်ပြီးအစင်လာဘာသာပြန်ဆရာတွေကလူသားကိုကိုဝင်ဆောင်စေတယ်လို့အနဲ့မကောက်ကြဘူးဒါမဲ့မရီယမ်အလှဲ့လဲရောက်ရော မရီယံကိုကျင်းဖို့ယောက်ျားမရှိပဲကိုဝင်ဆောင်နေတယ်လို့ဘာကြောင့်ဘာရပြန်ရတာလဲဒီအကြောင်းအရာကိုဒီနေ့စမ်းစစ်ကြည့်ကြမယ် اعوذ من من الشیطان الرجیم بسم اللہ الرحمن الرحیم رب شرح لی صدری امری لسانی وقال زدنی علما صدق العظیم السلام علیکم و اللہ وبرکاتہ چلوتے کیا میں آ રૂહુલ કુદુસ રૂહુલ અમીન ને જિબરીલ સુરાવુચનો છે ક્યાં કઈ વિચે આખું મારી અમને પતા વીરો રૂગો ગો નફખ લઉં તે સુરે ડબોટિયા ગોતે ક્યાં પામે કુરાનમાં નફખ ને રૂગો ગો કોઈ વીરો ના જઈ તો હું ઠાને એની મરિયમ ને પતા દે આયત આયત દે સુરાત ને સતી આયત કુદરત તે ီးတော့စူလာ66ပိုင်းစနစ်ရူးနဲ့ပတ်သက်တဲ့သဘောတရားကိုကျွန်တော်ရူးအပိုင်းသစ်နဲ့နှစ်တုံးပါလေရှင်းပြခဲ့တယ်ဒီမှာနဖတ်ဆိုတာကိုအနည်းငယ်ရှင်းပြခြင်းနဲ့နဖတ်ရဲ့ရင်းမြစ်ကဖောင်းလာတာဖြိုးမောက်လာတာမြင့်လာတာကိုပြောတာပါနဖခဖင်နာဆိုတာကမိတောက်လာအောင် ပါဇာနဲ့မှုတ်တာစူလာ78အာရ96မှာမီးမွေးတာမီးဖိုတာကိုအွန်ဖခုတဲ့တော့မီးဖိုကြဆုံးဆိုပြီးတော့ဒီစကလုံးနဲ့ပဲသုံးလုံးထားတယ်ဒါဆုံးတစ်ခုဖောင်းလာတာကိုအင်တဖခရှိုင်လို့သုံးလုံးတယ်လူသားရဲ့ဖြစ်တည်မှုမှာ အစစ်တစင်ရောက်လာတဲ့အခါမှာအလာကမိမိခံကနေရူးကိုနဖတ်လုပ်တယ်လို့သုံးလုံးတာတယ်။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဝဟီအပိုင်းတင်းနဲ့ရူးအပိုင်းတင်းတို့မှာသင်ပြခဲ့ပြီးပြီ။ဥပမာနဖခာဖီဟီမင်ရူဟီအရှင်ဒီမိမိထာမစင်ကြီးညာအတုံးချနိုင်စွမ်းကိုထဲ့သွင်းခဲ့ပြီ။စူရာ32အာယတ်ကို ဒီအရက်မှာနာဖခရဲ့အသေးပဲကိုထဲ့သွင်းခဲ့သည်လို့အနက်ကောက်ထားတယ်။ဆိုတော့ကနာဖခဆိုတာကတစုံတစ်ခုလှုပ်ရှားတောက်ဝင်လာအောင်လှုံ့ဆော်တာကိုပြောတာပါ။ဒီတဘောတရားကိုမိဖို့ချင်းမိတောက်လာအောင်ပုတ်ချင်းဆိုတဲ့သုံးလုံးမှုမှာတွေ့ရတယ်။ဒီနေရာမှာ စူလာ၃ရက်နှစ်အာရ၉မှာ၃လုံးထားတယ်ဆောက်ဝါဟုနဲ့စူလာ၅အာရ၂၉လုံးမှာ၃လုံးထားတယ်ဆောက်ဝိုက်တူဟုဆိုတာကိုအရင်ရှင်းပြခြင်းနဲ့ဒီသကလုံးနှလုံးရဲ့ဇစ်မြစ်ကစီဝေါယဒီသကလုံးကဒလုံးတစ်ခုရဲ့လိုအပ်ချက်တွေပြည့်စုံလာပြီးတော့ဟန်ကျက်မြတဲ့အခြေအနေကို ရောက်ရှိခြင်းကိုယဉ်ညွတ်ပါတယ်ဒီအပေါ်ကနေတုံးတက်ကြည့်ရင်မြေကဘာပေါ်မှာလူသားရေလို့စတင်အခြေချစဉ်ကရူရဲ့ရှူတော့နှစ်ခုလုံးဆိုလိုတာကပင်ကိုဗီဇမှာကိန်းဝင်နေတဲ့စင်ညင်ညာရူနဲ့ပြင်ပကနေချင်းမြင့်မဲ့စင်ညင်ညာရူတို့ကိုခံယူဖို့အသင့်မဖြစ်သေးဘူးဒီအတွက် နှစ်ပေါင်းကောင်းနေချီပြီးတော့ဖြတ်တန်းလာခဲ့ရတယ်အဲ့ဒီနောက်မှာမှလူသားရဲ့ဗီဇမှာကိန်းဝန်နေတဲ့ရူတဖြစ်လဲစင်ဂျင်ညာကစတင်တက်ဝင်လာတာပါဒါကိုစူရာ32အာယတ်ကိုစူရာ35အာယတ်29စူရာ38အာယတ်82အစရှိတဲ့အာယတ်တွေမှာဖော်ပြထားပါတယ် အဲ့ဒီလိုစဉ္ညာအတုံးခလန်နိုင်တဲ့အချိန်ပြမှာပြင်ပကနေ root တစ်ဖြစ်လဲဝဟီကိုချမှတ်ပေးခြင်းဖြစ်တယ်။ဒါနဲ့ပတ်သက်ပြီးစူရာ၄၂အာယတ်၅၂မှာမုဟမ္မဒ်ရာဆူလ်ဆလ္လာလာဟူအလัยဟီဝဆလမ်ကိုတာရကအဖြစ်နဲ့ဖော်ပြထားတာတွေ့ရတယ်။ဒီအကြောင်းအရာကို root အပိုင်းတည်းမှာကျွန်တော်သင်ပြခဲ့ပြီ။မိတော်ဝင်ဖြစ်စေ ရူးကိုနဖတ်လောက်ရတာက လူသားရဲ့စင်ညာအတုံးချမှုနဲ့အတူအလ္လာဟ်ရဲ့ဥပဒေပြဋ္ဌာန်းချက်ဖြစ်တဲ့ဝဟီကိုအတုံးချဖို့ချမှတ်ပေးတာလို့ကုရ်အန်ကပြောနေတာပါဒီမှာအောဇေယကောင်းတဲ့အချက်ကအထက်မှာပြောခဲ့တယ်လို့လူသားနဲ့ပတ်သက်ပြီးတော့ရူးကိုနဖတ်လောက်တယ်ဆိုတဲ့အာယတ်တွေကို လူသားကိုကိုဝင်ဆောင်ရအောင် ပြုလုပ်တာပါလို့ဘယ်ကုရ်အန်ဘာသာပြန်မှာမှရှာမလို့မာရီယမ်အလှလဲရောက်ရောမာရီယမ်ကိုကျင်းဖို့ယောက်ျားတယောက်မရှိပဲကိုဝင်ဆောင်စေတယ်လို့ဘာကြောင့်ဘာသာပြန်ကြတာလဲအီစာရဆူအလိုင်းဟစ်ဆလမ်ကိုဟာဂင်မပါပဲအပျိုးသင်းမာရီယမ်ကမွေးဖွားတယ်လို့ ဘာကြောင့်ဘာသာပြန်ရတာလဲကုရ်အန်တရားလုံးမှာမရီယမ်ဒီအပျော်စင်စစ်ကနေလေးယောက်ပြမပါပဲအီစာရာဆူလ်ကိုကိုဝင်ဆောင်ခဲ့ပါတယ်ဒါမှမဟုတ်အီစာရာဆူလ်ဒီဖခင်မပါပဲမွေးဖွားခဲ့ပါတယ်လို့ခေါ်ပြထားတဲ့အာယတ်တအာယတ်မှမတွေ့ရဘူးအမှန်တကယ်ကဒါဟာအီစာရာဆူလ်ကို ဖယားသားတော်ဖြစ်အောင်ဖန်တီးထားတဲ့အယူဆပါဘယ်သူမဆိုကိုယုံကြည်ချက်ကိုကိုကိုတိုင်းရွေးချယ်ရတာဖြစ်လို့ကျွန်တော်ခရိယံဘာသာဝင်ညီနောင်တွေကိုမဝေပါပါဘူးကျွန်တော်အဓိကပြောချင်တာကကုရ်အာန်အာဘော်မဟုတ်တဲ့ယုံကြည်ချက်ကိုကုရ်အာန်ထဲမရမကသွတ်သွင်းနေတာကိုကျွန်တော်ပြောချင်တယ်ကောင်းပြီ कुरान मा मरियम रजुअल्लाहु अन्हा ने पद दियो फोपिया धारे रू को नफक लो छे सुरे आयत उठेगा न आयत को चुनो दिमा तिम्बिया में प्रथमा सूरा नसते आयत को नसते गुप्यो में वल्लती आसनत फर जहा फनफखना फीहा मिन रूहिना ဝဂျအလ္လာဟာဝဘနဟာအာယတလ်အလမင်းဟောပြင်မိမိကာယိန်တွေကိုဆောင်စည်းတော့ထိုအမျိုးသမီး၌ငါသည်မိမိပြတ်ထမ်းကြနေအညီရူးကိုတောက်ဝင်စေခဲ့သည်ငါသည်သူနှင့်သူသားအားကဘာဒူကဘာသားတို့အဖို့အာယတတိပြလမ်းညွန်အဖြစ် စီမံခဲ့ပြီဒီမှာတောင်းလုံးထားတဲ့အဆွမ်းနဲ့ဆိုတာကကာယင်တွေကိုစောင့်ထိန်ခြင်းအိမ်တော်ပြုတ်ချိန်အထိအပျိုးစင်ဘဝကိုထိမ့်သိမ့်ခြင်းတယဝင်ထိမ့်များခြင်းစတာတွေကိုယဉ်နှုတ်တယ်ဒီအဲ့မှာယဉ်နှုတ်တဲ့အနိုးသမီးဆိုတာကအီစာရဆူလ်အလိုင်ဟစ်ဆလာမ်ရဲ့မိခင်မရီယမ်ရဒီအလ္လာဟူအန်ဟာပါ အမမရာကပြတ်တုံးသက်ထဲရဒီကရိယာကနေစင်ပွားတယ်မိုးဆွေနာစွတ်မာကဆရာနဲ့မိုးဆွေနာဆိုတာကအပျော်စင်ဘဝကိုမိမိကိုယ်တိုင်ထိမ့်သိမ့်တဲ့အမျိုးသမီးကိုပြောတာတခါမိုးဆွာနာစွတ်မာဖတ်ဟာနဲ့မိုးဆွာနာဆိုတာကခင်ပွန်းလေရဲ့ကာွယ်စောင့်ရှောက်မှုအောက်မှာရှိတဲ့အမျိုးသမီးကိုညွှန်းတယ် ဒီသဘောတရားအရာမရီယမ်ဟာအပျော်စင်ဘဝကိုကောင်းမွန်စွာထိမ့်သိမ့်ပြီးတရားဝင်ထိမ့်များခဲ့သူဖြစ်ကြောင်းထင်ရှားပါတယ်။စူရာ၄အာယတ်24မှာမောဆနာရဲ့ဘဟုဝအများကြီးမောဆနာကိုအိမ်တော်ရှင်အမျိုးသမီးများလို့သုံးထုတ်ထားတယ်။ဒါကြောင့်အထက်မှာဖော်ပြခဲ့တဲ့27 63အရာ 27အချိုး63အရာမရီယမ်ဟာအိမ်တော်ရှင်မဖြစ်ကြောင်းထင်ရှားတယ်။တဆက်ထဲမှာဖနာဖခနာဖီဟာမရူဟီနာကိုရှင်းပြတယ်။ဒိုင်းရိုက်ပါတာပြရင်ထိုအမျိုးသမီး၌ငါဒီမိမိပြတ်ထန်းတဲ့နေအညီရူကိုတတ်ဝင်စေခဲ့ဤလို့ပြန်ရမယ်။ဒီဝါကြမှာကျွန်တော်တို့ရှုထောင့်နှစ်ခုရှိတယ်။ပထမရှုထောင့်ဟာ ပထမရှုတော့ကမရီယမ်ဟာဂျူးဘာသာအစင်လာရတီလာရှင်ဘဝနဲ့ယာတက်ပံအိမ်တော်မပြုတ်ပဲနေထိုင်ဖို့စိတ်ပိုင်းဖြတ်ထားတယ်။ဒါကိုအလာကရဆူလ်နဘာကနေတဲ့ဒီလိုနေထိုင်ခြင်းဒီအလပြထမ်းခဲ့ဖြစ်တဲ့တောရကျမ်းလာတရားတော်နဲ့မကိုက်နေဘူး။စင်စစ်မှာဒါဟာဓမ္မဆရာတချို့ရဲ့ စံတစ်ခီခွေမှုတာဖြစ်တယ်ဆိုတာကိုအလကမရီယမ်ကိုအသိပေးတာနံပါတ်၄ရှုတော့မရီယမ်အိမ်တော်ပြုပြီးတဲ့နောက်မွေးဖွားလာမဲ့တားဖြစ်သူဣသာသည်ရာဆူလ်တဘာဖြစ်မယ်ဆိုတာကိုကြွတဲ့အသိပေးတာဘာကြောင့်လဲဆိုတော့ရူရဲ့မျက်နှာစာတစ်ဖက်ကအလတ်ခံကနေချမှတ်လာတဲ့ဝဟီး ရှင်ရှင်သုံးတရားအခြေခံတဲ့လူဘဝလမ်းညွန်ဖြစ်တယ်။စူရာ27အာယတ်91မှာသုံးလုံးထားတယ်။ဖီဟာခေါအမျိုးသမီး၌ဆိုတာကမရီယမ်နဲ့မရီယမ်ရဲ့မျိုးဆက်ကိုညွှန်းတာ။ဒီအာယတ်နဲ့အလားတူအာယတ်တအာယတ်ကိုစူရာ66အာယတ်7မှာတွေ့ရတယ်။ဒီနာအာယတ်မှာမတူညီတဲ့အချက်တစ်ချက်ရှိတယ်။ စူရာ27အာယတ်63မှာဖာနာဖခနာဖီဟာမီရူဟီနာလို့တုံးပြီးတော့စူရာ66အာယတ်7မှာကြတော့ဖာနာဖခနာဖီဟီမီရူဟီနာလို့တုံးလုံးထားတယ်။ဘာကွာလဲဆိုတော့ဖီဟာနဲ့ဖီဟီကွာနေတယ်။ဖီဟာမှာတုံးလုံးထားတဲ့နန်သားနှုတ်ဆက်ဟာဆိုတာကအဲ့ထိလေအမဘုံပြောတာ။ ဖီဟီရဲ့နန်စားနောက်ဆက်ဟိကြတော့ပုံးလေအဖိုးဖြစ်တယ်ဆိုတော့ကစူရာ27အာယတ်63မှာတုံးလုံးထားတယ်ဖီဟာဖိုနိုင်ဆိုတာကမရီယမ်နဲ့မရီယမ်မျိုးဆက်ကိုညွှန်းတာပါအာရဘီဘာသာမှာရန်ဖန်ရန်ခါဟာအဋ္ဌိလိန်နန်စားကိုဘဟုဝအများကြီးအဖြစ် တုံးတုံးလေးရှိတယ်။ဒါကိုအာရဘီတက်တဲ့လူတိုင်းနားလေတယ်။တခါစူရာ66အာယတ်7နဲ့မှာတုံးတုံးထားတယ်။ဖီဟီထိုနိုင်ဆိုတာကတော်ရကျမ်းရဲ့အညီမရိယမ်ရဲ့ကာယိန်လေးကိုဆောင်းလီးမှုကိုညွှန်းထားတာ။ဝါနေစီကောင်းတာကဖီဟီကို တချို့ကုရ်အန်ဘာသာပြန်နေမှာမရီယမ်ဤအင်ဂျီရင်ွယ်တဲ့အင်ဂျီရင်ဖုံးတဲ့မရီယမ်ဤတအိမ်၌တဲ့မရီယမ်ဤကိုယ်သွင်း၌ဆိုပြီးတော့အနက်ကောက်တာတဲ့ပြီးတော့ရူးကိုလည်းအသက်ဇီဝိန်ဝိညာဉ်လို့ဘာသာပြန်ဆိုကြပြီးတော့လင်းယောက်ျားမပါဘဲဣသရဆူလ်ကို ဝေးဖွားနိုင်ဖို့အလာက ။ဣသာရဆိုရဲ့ဝိညာဉ်ကိုမရိယံတိုင်ထဲမှောက်သွင်းတယ်လို့ယူဆကြတယ်။အမတအဟောဖို့ကောင်းတယ်။အမဆင်းတဲ့ဒီယူအယူဆကဣသာရဆိုကိုဖျားသားတော်လို့ယုံကြည်ဖို့အတွက်တီထွင်ခဲ့ကြတဲ့အယူဆတက်တက်ဖြစ်တယ်။တချို့ကလည်းကုရ်အာန်မှာဣသာရဆိုရဲ့ဖခင်မရိယံရဲ့ခင်ပွန်းအကြောင်းမပါလို့ อีสาကိုဖခင်မပါပဲမွေးဖွားတယ်လို့ကောက်ချက်ချကြတယ်ဒါနဲ့ပတ်သက်ပြီးတော့အပိုင်းလေးကြရင်ကျွန်တော်တင်ပြမယ်ဆိုတာကိုကြိုတင်အသိပေးရင်ညီကုန်းထုတ်ပါတယ်ဝမအလိုက်နာအလ္လဘလာဟုလ်မူဘီကျွန်တော်ရဲ့တာဝန်ကရှင်းလင်းထင်ရှားစွာကုရ်အန်ကိုပို့ဆောင်ရန်တာဖြစ်ဝဆလာမ်